င်းပြည်နယ်ဒီမော့ဆုံမြို့နယ်ကစစ်ရှောင်စခန်းတစ်ခုမှာစစ်ပိုင်းဆိုင်ရာအကြမ်းမရေးကုစားမှုတန်းတန်းကိုစစ်ပေးတိုင်ခန်းစားနေရတဲ့ KNI အမျိုးသမီးတွေအတွက်ပြုလုပ်နေကြပါတယ်။မောင်းတူးပေးပို့ထားပါတယ်ရှင်။ဟုတ်ကဲ့ပါစစ်ပွဲကာလကြာလာတဲ့အများကရင်ီဒုက္ခတွေအများပြားဟာလဲ စိတ်ပိုင်းဆိုင်ရာပြဿနာတွေရှိလာနေချိန်မှာပဲအခုလိုကရင်နီမျိုးသမီးတွေအတွက်စိတ်ကျန်းမာရေးတင်နန်းကို ပြုလုပ်ပေးနေတာပါဟုတ်ကဲ့ရှင်ကျမတို့ဒီလိုမျိုးပေါ့နော်ဒီကျိလက်မျိုးအနေနဲ့စိတ်ပိုင်းဆိုင်ရာတမာရေးအတွက်ပေါ့နော်လုပ်ပေးရတဲ့ရည်ရချက်ကတော့ဒီစိတ်တိခတ်ခံစားနေရတဲ့ဒီစစ်ဆောင်တွေကိုဟိုသူတို့စိတ်ကနေပြောမှာပေါ့နော်ဒီခံစားရတဲ့ဝေဒနာတွေကိုလွတ်မြောက်နိုင်ဖို့ရအတွက်ကြောက်ရွံ့မှုတွေဆိုးရွံ့မှုတွေပူပန်မှုတွေ စိတ်ဖြစ်စဉ်မှုတွေကနေပြီးတော့မှပေါ့နော်သူတို့ဘယ်လိုပူဇော်ရမလဲဆိုတော့နှီးလန်းတွေကိုပေါ့နော်ရရှိဖို့အတွက်ပေါ့နော်သင်တန်းလာပေးရခြင်းဖြစ်ပါတယ်။ကရင်နီစစ်ရှောင်းမျိုးသမီးတွေအတွက်ကြောက်ရွံ့မှု စိုးရိမ်မှုစိတ်ဖြစ်စဉ်မှုစိတ်ဒဏ်ရာတွေကို ကုစားနိုင်ဖို့ကရင်နီဒေသအခြေစိုက်ကြီးလက်မြေအဖွဲ့ကဥဆောင်ပြီးအခုသင်တန်းပြုလုပ်နေတာပါ။ ကျွန်မတို့ဘောနော်ဒီစေပန်ဆိုင်ရာကျွန်မရေကိုကျွန်မလာလောက်ပြီးလဲအာကျွန်မတအားဝါတာပဲဘောနော်ကျွန်မဒီဟာတွေလည်းအမြင်မြို့လိမ့်နေဘောနော်ကျွန်မတို့စစ်ဆောင်ကမှဆိုပါဖြစ်လို့အမြင်နဲ့စိတ်ပိုင်းဆိုင်ရာမှာဟိုစိတ်ခံစားကြတယ်ဘောနော်မိခင်ကဆဘောနော်အာဒီခါမှာဆမလာလောက်တဲ့ခါမှာကျွန်မဘာတွေ့ရလဲဆိုတူဦးတူဦးရင်ဖွင့်ရတယ်ဘောနော်တို့ခံစားရတဲ့အရာကိုတူဦးတူဦးရင်ဖွင့်တဲ့ခါမှာတို့စိတ်လည်းပေါ့ပေါ့ပါသွားမယ်ဆိုတာကျွန်မယုံကြည်တယ် ကဲဟိုကကျွန်တော်ကစီဘီရှောင်းတယောက်ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အဲစီဘီရှောင်းဆိုတော့အလုပ်လည်းမရှိဘူးပြီးတော့အိမ်မှာဒီစာဝတ်နေရေးဖြည့်ရှင်ဖို့ရပါတမီးတွေရဝတ်စာလောက်ဖို့အဲ့ဒါပဲဟိုနေ့စဉ်ဖြတ်တာရတယ်ကျွန်တော်စိတ်ကြယောဂခံစားရတယ်အမှန်တကယ်ကိုဟိုကလည်းစိတ်ကကြနေတဲ့အချိန်မှာဒီလိုမျိုးစိတ်ဖတ်ဆိုင်ရကျမ်းမာရေးပိန်းတာလာပြီးတဲ့အစီအစဉ်နဲ့ ်ဟိုပလဲဆယ်မလို့ဒီမျိုးတင်လာလာပြီးပြီးတဲ့အတွက်ကျေးဇူးများတင်တယ်အခုဆိုကျမခန်းစားနေရတဲ့စိတ်ပန်းဆိုင်ရာကျမရဲ့အမိုင်းတက်တာလေလေရှူလေ့ကျင့်ခန်းတရားထိုင်အာယုံစူးစိုက်လေ့ကျင့်ခန်းအကသချင်းတီဆိုလေ့ကျင့်ခန်းစတဲ့စိတ်ပိုင်းဆိုင်ရာကုစားနီလန်းမျိုးစုံကိုတုံးပြီး တင်နန်းကိုပြုလုပ်သွားခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်မောင်တူပါ